အန်အောင်ပို့ကောင်းလို့နဲ့တမိုင်းတဲကကံကြမ္မာမျက်လည်များမင်္ဂလာပါဗမာစံပြားကနေပြန်လဲကျူစွာလိုက်ပါတယ်ကဘာကြီးကတကယ်ပဲထူးဆန်းတဲ့နေရာတစ်ခုပါတခါတလေကြတော့ယုတ်တိဗေဒနဲ့ဘလို့မှရှင်းပြလို့မရနိုင်တဲ့အဖြစ်အပျက်တွေကိုတိုက်ဆိုင်မှုတွေကကျွန်တော်တို့ပတ်စပ်အဟောင်းသားဖြစ်စေတတ်ပါတယ်ဒီဗီဒီယိုထဲမှာဆိုရင် American တမိုင်းရဲ့အထင်ကရပုံကူကြီးနဲ့ဦးရဲ့ထူးခြားစမ်းကြည့်တဲ့သေဆုံးမှုကနေနှစ်ပေါင်းများစွာကြာမှာပြန်လဲစုံစည်းခွင့်ရခဲ့တဲ့ဖခင်နဲ့တားရဲ့ပိုကာဝိုင်းကံကြမ္မာတိ တင်မင်းအောင်ချင်းခတ်ဖို့တွန်းဆိုသွားတဲ့မြို့သမီးတို့ရဲ့မယုံနိုင်စရာဒီမော့ပြက်တွေပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့တိုက်ဆိုင်မှုတွေကိုစူးစိတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါရီယာသမားရဲ့ချုပ်ရင်းချက်တွေလား၊ကဲကြမားရဲ့လက်ကွယ်တွေလား၊ဒါမှမဟုတ်စက်ကြဝဠာကြီးကကျွန်တော်တို့ကိုတခုခုပြောချင်နေတာလား။အကြောင်းဆုံးသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုပေးပါဦး။ခေါင်းဆောင်တစ်ယောက်နဲ့ဆက်နေနေတဲ့ကံကြမား American တမိုင်းမှာအရေးပါဆုံးပုဂ္ဂိုလ်နှစ်ဦးဖြစ်တဲ့ John Adams နဲ့ Thomas Jefferson တို့ဟာနိုင်ငံရေးသဘောထားတွေကွဲပြားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ယဉ်ကျေးတဲ့မိတ်ဆွေတွေဖြစ်လာပါတယ်။ သူတို့နှစ်ဦးရဲ့ဘဝဆက်သင်းကပိုလို့တော်မှာထူးခြားစံကြယ်ခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးဟာ1826ခုနှစ်ဇူလိုင်လ၄ရက်နေ့မှာကွယ်လွန်ခဲ့ကြပြီးအဲ့ဒီနေ့ဟာသူတို့နှစ်ဦးစလုံးပါဝင်ရေးဆွဲခဲ့တဲ့လွတ်လပ်ရေးကြေညာစာတမ်းရဲ့နှစ်90ပြည့်မြောက်တဲ့နေ့ဖြစ်ပါတယ်။အသက်60ရွယ်အကြာဟာမကွယ်လွန်ခင်လေးတည်းထိကျမကြီးကောင်းမွန်နေခဲ့ပြီးမယ်။သူ့ရဲ့စာဖတ်ကလပ်ထဲမှာလဲကျသွားခဲ့ပြီးဂျက်ဖာဆင်ကူဒီအသက်ရှင်နေသေးတယ်လို့နောက်ဆုံးစကားပြောခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဂျက်ဖာဆင်ကအဲ့ဒီနေ့ကမုန်းတဲ့ခြေလောက်မှာကွယ်လွန်သွားခဲ့ပြီးဒီလိုတိုက်ဆိုင်မှုအောင် ထူးဆန်းလွန်လာပေမဲ့သူတို့နှုတ်ဦးရဲ့တည်ဆုံမှုအောင်အမေရိကန်နိုင်ငံတီထောင်ချင်းရဲ့ဆက်နွယ်နေတဲ့စံနှုန်းတွေတန်ဖိုးကိုပြသတဲ့တင်ကိထားတစ်ခုလို့ဖြစ်လာပါတယ်။ဒါပါနှစ်ယောက်ရဲ့ပိုကဝိုင်းကန်ကြမှာ1858ခုနှစ်ဆန်ဖရန်စစ္စကိုမြို့ရဲ့ဘယ်လာယူနီယံစလွန်မှာကစားနေတဲ့ပိုကဝိုင်းတစ်ခုဟာထူးခြားဆန်းကျင်တဲ့ကန်ကြမ်းရဲ့လက်ခွဲတစ်ခုကိုဖန်တီးပေးခဲ့ပါတယ်။လေလေကစားမှုကြောင့် Robert Fallon ဆိုတဲ့ဗြိတိသျှလူမျိုးတို့အသက်ဆုံးရှုံးခဲ့ရပြီးသူ့ရဲ့ဒေါ်လာ600စုကြီးငွေရာကျန်ရှိခဲ့ပါတယ်။လေလေပြီးရလာတဲ့ငွေရာကံမကောင်းဘူးလို့အယူရှိတဲ့အတွက် ကစားသမားတွေကအဲ့ဒီငွေကိုပထမဆုံးရောက်လာတဲ့သက်စင်းတယောက်ကိုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ရဲ့မျောလင်းချက်ကတော့အဲ့ဒီသက်စင်းကိုဖယ်လုံရဲ့နေရာမှာဝင်ကစားခိုင်းပြီးသူတို့ကအနိုင်ယူကာစူချင်းငွေအားလုံးကိုပြန်ရဖို့ပါခဏကြာမှလူငယ်တယောက်ရောက်လာပြီးထိုင်ကစားလိုက်ပါတယ်အန်အောင်စရာကောင်းလောက်အမေဒေါ်လာ600ကိုဒေါ်လာ2000နေရာအထိတိုးပွားလာခဲ့ပါတယ်ရဲတွေရောက်လာပြီးတော့တက်ခံလိုက်ရတဲ့ဖယ်လုံရဲ့ဆွေမျိုးသားရင်းကိုငွေပြန်ပေးဖို့စုံစမ်းတဲ့အခါမှာအဲ့ဒီလူငယ်ဟာလွန်ခဲ့တဲ့9နှစ်ကမှကွဲကွာသွားတဲ့ဖယ်လုံရဲ့သားဖြစ်နေကြောင်းသိရှိလိုက်ရပါတယ် မတင်မဲ့ဘဲနဲ့ကံကြမ္မာကဖခင်ရဲ့သားကိုတည်ချင်းတရားရဲ့ကြားကပိုကဝိုင်းတစ်ခုမှပြန်လဲစုံစည်းပေးခဲ့တာဟာတကယ်ကိုမယုံနိုင်စရာပါပဲ။ရေမင်းတဲ့ Violet Jensen Violet Jensen ရဲ့ဘဝဟာတကယ်ကိုရုပ်ရှင်ဇာတ်ကားတစ်ပုဒ်နဲ့တူလုံးနေတဲ့အန်ဟောဖွေရာဖြစ်ရတွေနဲ့ပြည့်နှက်နေပါတယ်။သူမဟာ Atlantic သမုဒ္ဒရာကိုဖျက်ဆီးသွားလာနေတဲ့ခီးသည်တွေတင်မော်ဂျီ၃ဆင်းနှိမ့်ယုံနေတဲ့အဖြစ်ပြက်ဒီမှာပါဝင်ခဲ့ပြီမယ်။အန်ဟောဖွေကောင်းစွာပဲအသက်ရှင်ကျန်ရခဲ့တဲ့သူပါ။ဒါကြောင့်မေသူမကိုရေမင်းတဲ့ Violet လို့တော့တင်စားခဲ့ကြပါတယ်။1912ခုနှစ် April 14ရက်နေ့မှာ ဗိုင်လာဟာတက်တန်းနေတဲ့ဘုံပေါ်မှာဝန်တန်းဖြစ်တဲ့လှုပ်လှုပ်ကိုင်းနေပါတယ်။ခီးစင်ရဲ့လေးရဲမြောင်းတဲ့ညမှာဒီမိုဟာရေခဲတော်နဲ့တိုက်မိပြီးနေမျိုးစားပြုတ်လာပါတယ်။အဲဒီချိန်မှာပဲအင်္ဂလိပ်စကားမတက်တဲ့ခီးသည်တွေကိုအသက်ငယ်လေးပေါ်ဘလို့တက်ရမလဲဆိုပြီးကူညီဖို့သူမကိုတောင်းဝင်ပေးရခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာအသက်ငယ်လေးမှ16နှစ်တင်မိုပေါ်ကနေလွတ်မြောက်ခဲ့ပြီးမနက်မိုးလေးမှာကပတီယာတင်မိုကကဲတင်နိုင်ခဲ့ပါတယ်။နောက်ထပ်အနေနဲ့ဗိုင်လာကပထမကဘာစစ်ဖြစ်နေချိန်မှာ1916ခုနှစ်နိုဝင်ဘာလ27ရက်နေ့မှာ ဗြိတိန်နေသင်္ဘောပေါ်မှာတူနာပြုဖြစ်တဲ့တာဝန်ထမ်းဆောင်နေပါတယ်ဗြိတိန်နေဟာစစ်ရုံသင်္ဘောဖြစ်တဲ့အုံပြုနေပြီးအေဂျီယန်ပင်လယ်ထဲမှာဂျာမန်တို့ရဲ့မိုင်းကိုတိုက်မိပြီးတော့နေမြုပ်သွားပါတယ်အဲ့ဒီဖြစ်ပျက်မှာလဲဂျက်ဆာဟာအသက်ငယ်လေးတစ်စီးကိုဆွဲကမ်းပြီးရေထဲခုန်ချခဲ့ပါတယ်သူမရဲ့ဥကောင်ကိုသင်္ဘောကိုတင်နဲ့တိုက်မိပြီးဒဏ်ရာရခဲ့ပြီးမြေနောက်ဆုံးမှာတော့အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်တိုက်တန်နေနဲ့ဗြိတိန်နေမတိုင်ခင်1917ခုနှစ်မှာလဲဂျက်ဆာက RMS Olympic တင်မောပေါ်မှာအလွတ်လွတ်ကန်ခဲ့ပူပါတယ်။အဲဒီမှာပဲ Olympic တင်မောဟာ British တိုက်ခိုက်ရေးတင်မောတစ်စီးနဲ့တိုက်ခိုက်မိခဲ့ပါတယ်။ ။ဒါပေမဲ့အဲ့ဒီအဖြစ်အပျက်မှာတော့တင်မောဟာအနည်းငယ်သာပျက်စီးခဲ့ပြီးနှိမ့်ညွတ်ခြင်းမရှိပါဘူး။ဒါပေမဲ့ကျက်ဆက်ဟာတင်မောဒီသုံးသိန်းနဲ့ဆက်တက်ဆိုသလိုကြုံတွေ့ခဲ့ရတဲ့ NDAD ကနေအသက်ရှင်ကျန်းခဲ့တာဟာတကယ်ကိုမယုံနိုင်စရာပါ။စစ်သားနှစ်ယောက်ရဲ့ရှေ့ပိတ်နောက်ပိတ်ကံကြမှာပထမကဘာစီရဲ့အစနဲ့အဆုံးမှာကြောက်ဆုံးခဲ့တဲ့ဗီတိရှစစ်သားနှစ်ဦးဖြစ်တဲ့ဂျွန်ဖာနဲ့ဂျော့ချ်အလစ်ဆန်တို့ရဲ့ဇလန်ဟာတကယ်ကိုထိတ်လန့်စရာကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။သူတို့နှစ်ဦးဟာစစ်ပွဲရဲ့ပထမဆုံးနဲ့နောက်ဆုံးကြောက်ဆုံးခဲ့တဲ့ ဗီရိရှားစစ်သားတွေဖြစ်ုံသာမကသူတို့ရဲ့မြို့နယ်ရာနေရာတွေကလည်းထူးခြားစွာနဲ့နှိကက်နေခဲ့ပါတယ်။ဂျိုမာတေဆုံးချိန်မှာဗီရိရှားနိုင်ငံဟာဂျာမနီကိုစစ်ချင်ကြပြီး18ရက်ပဲရှိပါတယ်။အသက်18နှစ်အရွယ်သာရှိသေးတဲ့ပါဟာမြေစီစစ်ပင်းစစ်သားတအုပ်ဖြစ်ပြီးတော့ဘယ်လ်ဂျီယံနိုင်ငံမွန်နီမြို့အနီးမှာတိုက်ပွဲဝင်နေစဉ်ကြာဆုံးခဲ့ပါတယ်။သူကစစ်ပွဲထဲမှာကြာဆုံးခဲ့တဲ့ပထမဆုံးဗီရိရှားတပ်ဖွဲ့ဝင်ဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။ Josh Alzen ကြတော့စစ်ပွဲကြီးပြီးဆုံးမှု90မိနစ်လို့1918ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာကြာဆုံးခဲ့တာပါ။ ဝမ်းနေစရာကောင်းတာကသူ့ဟာစစ်ပွဲပြီးဆုံးတော့မှမို့အိမ်ပြန်ဖို့ဆောင်းဆိုင်နေခြင်းမှာအသက်ဆုံးရှုံးခဲ့ရပြီးပထမကဘာစစ်တွင်းကျဆုံးခဲ့တဲ့နောက်ဆုံးသောဗြိတိရှားတပ်ဖွဲ့ဝင်ဖြစ်တဲ့မှတ်တမ်းဝင်ခဲ့ပါတယ်။အဝမ်းစရာကောင်းတာကဒီစစ်သားနှစ်ဦးကိုဘယ်လ်ဂျီယံနိုင်ငံ Sixteen Foreign စစ်သည်ချင်းမှာမျက်နှာချင်းဆိုင်မြုပ်နှံထားတာပါ။သူတို့ရဲ့ကိုယ်နှစ်ခုကြားမှာမျက်ခင်း15ပေသာချထားပါတယ်။ဒီလိုမြုပ်နှံတာဟာရွေးချယ်ရှိရှိနဲ့လုံဆောင်ခဲ့တာမဟုတ်ပါဘူး။အဲဒီချင်းကတင်းချိုင်းကိုစီမံခန့်ခွဲသူတွေအား ဖာနဲ့အလက်စင်းတို့ဟာစေပွဲနဲ့ပထမဆုံးနောက်ဆုံးမှာကြာဆုံးတဲ့သူတွေဖြစ်တယ်ဆိုတော့မသိရှိခဲ့ပါဘူးပထမကဘာစေတွင်ကြာဆုံးခဲ့တဲ့ဗီတိရှားဆက်သားထောင်ပေါင်းများစွာတွေကပထမဆုံးနဲ့နောက်ဆုံးကြာဆုံးသူတွေဦးဟာဒီလိုမျက်နှာချင်းဆိုင်တရှိနေတာဟာသမိုင်းကိုယ်တိုင်ကသူတို့ကိုတန်နီယာထဲမှာစူးစီးထားလိုက်တယ်လို့ထင်ရပြီးစေပွဲကြီးရဲ့အစနဲ့အဆုံးကိုမှတ်တိုင်စိုက်ထူထားတယ်လို့ဖြစ်နေပါတယ်စိုက်ဆရာမနဲ့အကြိုက်ဆုံးစာအုပ်တို့ရဲ့ဘူးစာဆက်လက်1920ပြည်လုံးနှစ်ဒီမှာ American ဝိထုရေးဆရာမ Amber Shaw Paris မြို့ကိုရောက်ရှိနေစဉ်ထူးဆန်းပြီးတော့ခြုံမြင်တဲ့အတွေ့အကြုံတစ်ခုနဲ့ကြုံတွေ့ခဲ့ပါတယ် စောင်းဆိုင်တစ်ခုကိုလှည့်လည်ကြည့်ရှုနေတော့သူမဟာငယ်စဉ်ကတည်းကအရန်နှစ်သက်ခဲ့တဲ့ Jeffrost နဲ့တခြားပုံမီများဆိုတဲ့စောင်းအဟောင်းတစ်ခုကိုတွေ့လိုက်ပါတယ်။ဝမ်သာအားရနဲ့အဲ့ဒီစောင်းကိုကောက်ယူပြီးသူ့ရဲ့ခင်မိုးကိုပြကငငယ်တော့ကဒီစောင်းကိုဘလောက်မြတ်နိုးခဲ့ကြောင်းပြောပြခဲ့ပါတယ်။သူ့ရဲ့ခင်မိုးကလည်းစောင်းကိုဖွင့်ကြည့်တဲ့အခါမှာစောင်းဘေးမှာ Parship နဲ့ရကိုမြောက်ဘက်ပေါ်လာ ကိုလိုရာဒိုစပရင်လိုရေးသားထားတာတွေ့လိုက်ရပါတယ်။အဲဟောဆရာကောင်းတာကအတ္တိစာအုပ်ဟာအန်းရဲ့ငယ်စဉ်ကတည်းကပိုင်ဆိုင်ခဲ့တဲ့စာအုပ်အစ်စ်မှဖြစ်နေတာပါ။နှစ်ပေါင်းများစွာကြွားချသွားပြီးမှမိုင်ငယ်ဘွားအမတ်တရစာအုပ်ဟာမထင်မဲ့ပဲနဲ့သူမစီကိုပြန်လဲရောက်ရှိလာတာဟာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့တိုက်ဆိုင်မှုတစ်ခုပါပဲ။မိုးကျိုးနယ်မင်းရဲ့အညှို့ဖွဲ့ခံရသူဝါလာဆမ်မော့ဖို့ဆိုတဲ့ကန်ဆိုးသူဟာမိုးကျိုးရဲ့ရက်စက်တဲ့ပြည့်တယ်ကိုကြင်ကြင်ခံရတဲ့သူပါ။ အသက်ရှင်စီမှာ၃ချိန်တန်တိုင်းမိုးကြိုးပြစ်ခံရရုံသာမကတည်ဆုံးပြီးတဲ့နောက်မှာလေသူ့ရဲ့ကိုသိန်းချိုင်းကိုမိုးကြိုးထပ်မံပြစ်ခတ်ခဲ့ကြောင်းစုစုပေါင်း၄ချိန်မိုးကြိုးတံကိုခံခဲ့ရပါတယ်ပထမချိန်ကို1918ခုနှစ်ပထမကမ္ဘာစစ်အတွင်းဘယ်လ်ဂျီယံစစ်မြေပြင်နဲ့ဗြိတိသျှတပ်မတော်ရဲ့ဗိုလ်မှူးဖြစ်တဲ့တာဝန်ထမ်းဆောင်နေစီမှာဖြစ်ပွားခဲ့ပြီးခောက်ပိုင်လီပြတ်သွားခဲ့ပါတယ်ဒုတိယချိန်ကတော့အငိမ့်စားယူပြီး၆နှစ်ကြာချိန်မှာ ဗန်ကူးဗားဟာငါးဖက်နေစဉ်မှာဖြစ်ပွားခဲ့ပြီးညံပန်းချက်လေးဖြတ်ခဲ့ပါတယ်။တတိယကြိမ်ကတော့1930ခုနှစ်မှာပန်းချက်နဲ့လက်ချောင်းနေစဉ်ဖြစ်ပွားပြီးတော့အဲ့ဒီချိန်ကဆလို့သူတည်ဆုံးတဲ့နှစ်နှစ်ထိအိယာထဲမှာလဲနေရပါတယ်။ဒါမဲ့လည်းသူ့ရဲ့ကန်ဆိုးမှုတွေမပြီးဆုံးသေးပါဘူး။သူတည်ဆုံးပြီးတဲ့နောက်မှာသူ့ရဲ့ကုသင်းချက်ကိုထပ်မံပြစ်ခတ်ခဲ့တာကြောင့်သူ့ဘဝနဲ့နောက်ဘဝမှာမိုးကြိုးတန်ကိုလေးချိန်တန်တိုင်းခံခဲ့ရပြီးထူးခြားစမ်းချက်တွေဖြစ်ရတဲ့ခုမှတ်တမ်းဝင်ခဲ့ပါတယ်။မွန်စာပြင်းတဲ့စားသောဆိုင်ပိုင်ရှင်အီလီနိုင်ငံမွန်စာမြို့မှာ ဘရင်အမ်ဘာတိုနဲ့ဒေသခံစားသောဆိုင်ပိုင်ရှင်တူဦးတို့ရဲ့တွေ့ဆုံမှုကတကယ်ကိုရုပ်ရှင်ဇလန်တပုတ်လိုပါပဲထူးခြားစမ်းကြယ်လွန်လာပါတယ်သူတို့နှစ်ယောက်ဟာဒီတိုင်းမြင်လိုက်တာနဲ့ရုပ်ရည်သွင်ပြေကားစတူညီနေတဲ့အတွက်လူတိုင်းကအံ့ဩခဲ့ရပါတယ်မျက်နှာသွင်ပြေကားစကိုလုံးကိုတဲ့အထိခွဲခြားလို့မရတဲ့လောက်တူညီနေတာပါဒါမှမဟုတ်အံ့ဩစရာကောင်းတာကရုပ်ရည်သွင်ပြေနေမဟုတ်ပါဘူးသူတို့နှစ်ဦးစကားပြောကြည့်တဲ့အခါမှာပို့ပြီးတော့ထိတ်လန့်စရာကောင်းတဲ့တူညီမှုကိုတွေ့ရှိခဲ့ပါတယ်သူတို့နှစ်ယောက်လုံးဟာ1844ခုနှစ်မတ်လ14ရက်နေ့မှာတူညီတဲ့မြို့မှာမွေးဖွားခဲ့တာပါသူတို့ရဲ့ဇနီးတွေရဲ့နာမည်က မာဂရီတာလို့ခေါ်ကြတာပါစားသောက်ဆိုင်ပိုင်ရှိအောင်သူ့ရဲ့စားသောက်ဆိုင်ကိုဘရင်အမ်ဘာတို့အီတလီဘရင်ဖြစ်နေဘေးဒီခံယူတဲ့နေ့မှာပဲစတင်ဖွင့်လှစ်ခဲ့တာလို့သိလိုက်ရတဲ့အခါမှာသူတို့ညလောအန်အောင်မြင်တက်ခဲ့ရပါတယ်။ဒဲမကန်ဂျမိုင်းလက်ကွက်ကဒီမှာနေမပြီးပါဘူး။1900ပြည့်နှစ်ဇော်လ29ရက်နေ့မှာစားသောက်ဆိုင်ပိုင်ရှိကမတော်တဆမှုကြောင့်ဆုံးပါခဲ့ပါတယ်။ဘရင်အမ်ဘာတို့စီကိုလည်းဒီသတင်းရောက်လာခဲ့တာပါ။ဘရင်ကအဲ့ဒီသတင်းကိုကြားပြီးမကြခင်မှာပဲ အန်နာကီဝါဒီတယောက်ရဲ့လှုပ်ကြံတက်ပြတ်ခြင်းခံခဲ့ရပြီးချက်ချင်းကွယ်လွန်ခဲ့ပါတယ်။ရုပ်ချင်းစင်တူတဲ့လူနှစ်ယောက်ဟာတူညီတဲ့နေမှာကွဲပြားခြားတဲ့အကြောင်းအနေနဲ့တည်ဆုံးခဲ့တာဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းပြီးထိတ်လန့်အောင်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပါပဲ။ဂဲဂျမားရဲ့စီမံဟာဘာလို့ထိထူးဆန်းနေလဲဒီအဖြစ်အပျက်ကတက်တည်ပြနေပါတယ်။ကလေးတက်ပုံနဲ့မိခင်1914ခုနှစ်မှာ ဂျာမနီနိုင်ငံကမိခင်တူဟာသူ့ရဲ့ချစ်စရာကောင်းတဲ့သားငယ်လေးရဲ့ဓပုံကိုရိုက်ကူးပြီးစထရော့ဘတ်မျိုးကဓပုံဆိုင်မှာဖလင်းဆေးဖို့ထားခဲ့ပါတယ်။ဒါမှမကြခင်မှာပဲဗရမကပါစိတ်ကြီးစတင်ဖြစ်ပွားခဲ့တဲ့အတွက်သူမဟာဓပုံကိုပြန်မယူနိုင်ခဲ့တဲ့အတွက်ဘယ်တော့မှမြင်ရတော့မှာမဟုတ်ဘူးလို့ယူဆခဲ့ပါတယ်။နေနေကြပြီးတဲ့နောက်မှာသူမဟာဖရန်ဖတ်မျိုးမှာသူမရဲ့မွေးကစားသမီးလေးရဲ့ဓပုံကိုရိုက်ဖို့ဖလင်းသေးတဲ့ချက်ဝဲခဲ့ပါတယ်။ဓပုံကိုစေးကျိုးလိုက်တဲ့အခါမှာပထမတော့ဓပုံမှာတကူကူမှားရွေးနေတယ်လို့ထင်ပြီးစိတ်ညစ်သွားခဲ့ပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာသူမဟာအံ့ဩမေ့တက်သွားခဲ့ပါတယ်။ သူမရဲ့သမီးလေးရဲ့တက်ပေါ်မှာလွန်ခဲ့တဲ့နှစ်နှစ်ကသူမရဲ့သားလေးရဲ့ပုံရိပ်ဟာထင်းနေတာကိုတွေ့လိုက်ရတာပါဘလို့ဖြစ်ပျက်ခဲ့လဲဆိုတော့သူမမယုံနိုင်လောက်အောင်ပါပဲအမှန်တော့သူမပထမဆုံးရိုက်ကူးခဲ့တဲ့မစေးကြရသေးတဲ့ဖလင်ဟာတနည်းနည်းနဲ့အသုံးမပြုရသေးတဲ့ဖလင်ဖြစ်နေမှားယွင်းစွာဒစိကက်ခံခဲ့ရပြီးသူမစီကိုပဲပြန်လည်ရောက်ချခဲ့တာပါနင်းနေကြပြီးတဲ့နောက်မှာသူမဟာသူမသားလေးရဲ့တက်ပုံကိုမထင်မှတ်တဲ့ပုံစံနဲ့နောက်ဆုံးမှာတော့မြင်တွေ့ခွင့်ရခဲ့ပါတယ်နှစ်90ကျော်မှတကယ်ဖြစ်ပျက်ခဲ့တဲ့အဂါအလင်ဖိုးရဲ့ဝီတူဇလန်1838ခုနှစ်မှာအဂါအလင်ဖိုးဟာ နန်တက်ကတ်မှာအာသာဂေါ်တွန်ဖင်းရဲ့အထုပတိဆိုတဲ့ဝိတုကိုရေးသားခဲ့ပါတယ်။အဲဒီဝိတုတွေမှာတောင်တင်နေတဲ့သင်္ဘောသားတွေဟာဘုသူကိုအစာတော့ပူဇော်ရမလဲဆုံးဖြတ်ဖို့မဲနေကြပါတယ်။ကံမကောင်းတဲ့သူကတော့ရစ်ချတ်ပါကာလို့ခေါ်တဲ့သင်္ဘောသားဖြစ်ပြီးနောက်ဆုံးမှာတော့တခြားသူတွေကတတ်စားလိုက်ပါတယ်။ပိုးရဲ့ပုံစံတိုင်းဒါအเจ้าမဖွေရဇလန်တခုပါ။ဒါပေမဲ့သူ့ရဲ့ပုံပြီးစိတ်ကူးရင်စံတဲ့လက်ရာတွေနဲ့မတူဘဲဒီတခုကတော့တကယ်ပေါ်ရမှာဖြစ်ပျက်ခဲ့တာပါ။1884ခုနှစ်မှာသင်္ဘောတစ်စင်းနှိမ့်မြုပ်ခဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေကပင်လယ်ထဲမှာတောင်တင်ပြီးအစာငတ်မှုနေကြပါတယ်။ ဘသူကိုကန်ဆိုးသူမောင်ရှင်ဖြစ်နေရွေးရမလဲဆုံးဖြတ်ဖို့မဲနိုင်ကြပြီးရွေးချယ်ခံရသူက Richard Parker လို့အမည်ရတဲ့တင်မောသားလေးပါလွန်ခဲ့တဲ့နှစ်90နီးပါးကစေကူးရဲ့ဇလန်းဟာတကယ်ဘဝဖြစ်ရနဲ့ထက်တူကြနေပုံရပြီးဇလန်းကအနာဂတ်ကိုတနည်းနည်းနဲ့ကြိုတင်ဟော့ကိတ်ထုတ်နေတယ်လို့ပါကလစားချေဖို့နှစ်နှစ်ဆဲကြာစောင့်ဆိုင်းခဲ့တဲ့ကြီးစံ Henry Zilan ဟာ1862ခုနှစ်တွင် Texas ပြည်နယ်ဟန်နီဂရုမြို့မှာမွေးဖွားခဲ့ပါတယ်။သူကလေသမားတအုပ်ဖြစ်ပြီး ချယ်လိုကာရီဆိုတဲ့မြို့သမီးတူနဲ့ပတ်သက်ခဲ့ပါတယ်။ဒါပေမဲ့1883ခုနှစ်မှာသူတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ခဲ့ပါတယ်။ချယ်လိုဟာစိတ်ထိခိုက်လွန်တဲ့တွေ့သူကိုသူတက်တည်ခဲ့ပါတယ်။သူ့ရဲ့ကိုယ်ဟာအလွန်ဝမ်းနဲ့ကြေကွဲခဲ့ပြီးသူညီမရဲ့တည်ဆုံမှုတွေဟင်နရီကိုအပြစ်တင်ကလက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီနေ့မှာသူဟာတနက်တလက်နဲ့ဟင်ရီရဲ့ကောက်ရိုးပုံတွေကိုချောင်းမြောင်းဝင်ရောက်ပြီးသူ့ကိုပြစ်တက်ခဲ့တာပါ။ကြည်စာကဟင်ရီကိုပို့ထီယုံသာထိခဲ့ပေမဲ့သူကလိမ်မာပါနဲ့ဆွာနေပဲတေးပြီးလို့ဟန်ဆောင်ခဲ့ပါတယ်။ဒါပေမဲ့ဟင်ရီမသိတာကကြည်စာဟာကောင်ရိုးပုံပေးကတစ်ပေတိမေထဲမှာစိုက်ဝင်သွားခဲ့တာပါ။ နေနေစေအကြမှာသူဟာအဲ့ဒီသစ်ပင်ကိုခုတ်လေးဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒါပစိန်နဲ့ခုတ်ဖို့အရန်ထူတဲ့အတွက်သူကပေါက်ခွဲပြဖို့လိုအပ်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။ပေါက်ခွဲမှုဖြစ်ပွားတဲ့ခါမှာဟင်နရီယာချက်ချင်းတည်ဆုံးခဲ့တာပါ။အကြောင်းကားတော့လွန်ခဲ့တဲ့နှစ်90ကသစ်ပင်ထဲမှာစိုက်ဝင်နေတဲ့ကြည်စံကလွန်းထလာပြီးသူ့ကိုမှန်ခဲ့လို့ဖြစ်ကြောင်းဝေးမြလာရင်ညီကုန်းချုပ်လိုက်ပါလေ။အားလုံးကိုကျေးဇူးတင်ပါတယ်။